ူလေးဖြစ်သူဟာတူမအိတ်နေချင်းအိမ်ရဲ့အိတ်ခန်းထဲဝင်လာပြီးတော့တူမဖြစ်သူကိုခေါင်းအုံနဲ့ဖိကအဲ့မှာပြုတ်ကျင်ခဲ့တာဖြစ်ပြီးတော့သူ့လောက်ရက်ကိုတခြားသူကိုပြန်ပြောင်းပြမယ်ဆိုလို့ရှိရင်တက်ပြစ်မယ်လို့လေတူမဖြစ်သူကိုချင်းချောက်ခဲ့တယ်လို့သိရပါခလီရောတူမဘကြီးတမအောင်မရှိတော့ ။အလေးရှူပီဇာတရားထိုင်တာမှာလေ။လောင်မြောင်းထဲမှာသွားတွေ့တယ်တဲ့။ငကက်ကလေးဝတ်ထားတာတဲ့။အဲ့ဒါလေးကိုဖြုတ်ယူသွားပြီးတော့ပတ်ပလိုက်တာ။အားလုံးမင်္ဂလာပါမိုးရဲ့ channel လေးရရင်ချွတ်ဆိုလိုက်ပါတယ်မိုးဒီနေတစ္ဆပေး channel ပြိုလေးရတော့အယောင်မအရေးကြီးတဲ့တည်င်းလေးတစ်ပုတ်ပေါ့နော်ဦးလေးဖြစ်သူကနေပြီးတော့ဒူမာရင်ကိုအားထမပြင်ကျက်တဲ့တည်င်းလေးရဲ့ဒီ ခလေးတွေကိုရွှေ့တဲ့စင်လို့ပေါ့နော်အခုဆိုလို့ရှိရင်အရောင်မှာအန်ဒီယန်များဆိုတဲ့အကြောင်းပြပြလာတဲ့သတင်းလေးတွေကိုတိဆက်ပေးမှာဖြစ်ပါတယ်ချီတယ်မျိုးကိုလည်းတွတ်တပစ္စည်းကကိုလို့ရအောင်လို့ဘဟုတုတ္တအနေနဲ့ပြန်လည်မျှော်လိုက်တာဖြစ်ပါတယ်နောက်ဆုံးတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော် မန္တလေးတိုင်းမိုးကုတ်မြို့ရဲကရက်ကွက်တစ်ခုမှာမေလ26ရက်ည7:00နာရီဝန်းကျင်မှာဦးလေးဖြစ်သူကတူမကိုအဓမ္မပြုကျင့်ခဲ့တဲ့အမှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာဦးလေးဖြစ်သူဟာတူမအိတ်နေချင်းအိမ်ရဲ့အိတ်ခန်းထဲဝင်လာပြီးတော့တူမဖြစ်သူကိုခေါင်းအုံနဲ့ဖိကအဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီးတော့သူ့လောက်ရက်ကိုတခြားသူကိုပြန်ပြောင်းပြမယ်ဆိုလို့ရှိရင်တပ်ပစ်မယ်လို့လည်းတူမဖြစ်သူကိုချင်းချောက်ခဲ့တယ်လို့သိရပါတယ်။ ကျူးလွန်သူအမျိုးသားဟာအသက်40ဝန်းကျင်ဥကြုံမိုးရွှေဖြစ်ပြီးတော့ကျူးလွန်ခံရသူအမျိုးသမီးကတော့အသက်18နှစ်အရွယ်ဖြစ်တယ်လို့သိရပြီးတော့ကျူးလွန်သူဦးလေးဖြစ်သူဟာလက်တလုံးမှာတော့တင်းရှောင်နေတယ်လို့သိရပါဗျ။ ဦးလေးဖြစ်သူဦးကျော်မိုးရွှေဟာပြီးခဲ့တဲ့2020ခုနှစ်ကလေတူမဖြစ်သူကိုအထမပြုကျင့်မှုကြံစီခဲ့ပူပြီးတော့အဲဒီတော့ကတော့တူမဖြစ်သူဟာဘေးပတ်ဝန်းကျင်ကိုအော်ဟစ်ကအခုအညီတောင်းခဲ့တာကြောင့်လွတ်မြောက်ခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့ခေါင်းအုံနဲ့ဖိပြီးတော့အထမပြုကျင့်ခဲ့တာကြောင့်မလွတ်မြောက်နိုင်ခဲ့ပါဘူးဒီအထမမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာကိုလည်းတိုင်ကြားထားသလိုအစဉ်စဉ်စစ်ဆေးမှုလည်းပြုလုပ်နေတယ်လို့သိရပါတယ် အလားတူပြီးခဲ့တဲ့ဧပြီ18ရက်ကလည်းတအန်းဒေတာနမ်ဆန်မြို့နယ်တွေက ရွာတူရွာမှာအသက်9နှစ်အရွယ်ကလေးငယ်ကိုအကူဝမ်းခွဲတော်ဆက်သူကအတမပြုခြင်းနဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်တရားဥပဒေစိုးမိုးမှုတွေအားနည်းနေချိန်မှာမျိုးသမီးတွေအတ္တမပြုကျင့်ခံရတဲ့ဖြစ်စဉ်ဟာပုံမူပြီးဖြစ်ပေါ်လာနေပါတယ်။ဆိုတော့အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကို့အမြင်သဘောထားတွေကိုအောက်ကကွန်မန့်မှာရေးပြခဲ့ပါအောင်နော်။ ရန်ကုန်တိုင်းဒေသကြီးလှိုင်တရာအရှိပိုင်းမြို့နယ်မှာအသက်၃နှစ်အရွယ်ကလေးငယ်တဦးကိုဝှစ်ဆင်ထားတဲ့ရွှေနှကတ်ကိုချွတ်ယူသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာ ပြည်ခဲ့တဲ့မီလာ29ရက်နနက်7:00နာရီခွဲအချိန်ကမှကလင်းငယ်မိဘဖြစ်တဲ့ဦးစော်မိုးလှိုင်နဲ့ဒေါ်အေးဆန္နာမိုးတို့နေထိုင်ရာလှိုင်တရာမြို့နယ်ရခိုင်ရိုးလီကျေးရွာအောင်တပြည်လေးလံကိုအသက်35နှစ်အရွယ်ဝင်းကျင်ရှိတဲ့ကိုဝင်ဆောင်တဦးရောက်ရှိလာခဲ့ပြီးတော့အနီးအနားဝင်းကျင်မှာအိမ်၅ရက်လူကြောင့်အကုန်အညီတောင်းခံခဲ့ပါတယ်ကိုဝင်ဆောင်တယ်လဲဖြစ်တာကြောင့်ကလေးငယ်မိဘတွေဟာကိုချင်းစာနာပြီးတော့လိုက်လံကူညီပေးမယ်လို့ဆိုတာ သူတို့နေထိုင်ရာအိမ်မှာခိတ္တခဏနားခိုင်းပြီးတော့အဲ့ဒီညနေ9နာရီအချိန်ကမှတမီးဖြစ်တဲ့အသက်3နှစ်အရွယ်မတ်ရတနာဆိုသူနဲ့ဦးလေးတော်ဆက်သူတီဟနိုင်ဆိုသူတို့မှမုံစားဖို့အတွက်အိမ်ကနေအပြင်သို့ထွက်ခွာသွားတယ်လို့သိရပါတယ်။ မုတ်ထွက်စားဖို့သွားကြတဲ့အချိန်မှာအဆိုပါကိုဝင်ဆောင်တဲ့အမျိုးသမီးကအနောက်ကနေလိုက်သွားခဲ့ပြီးတော့လမ်းအရောက်မှာသူမအိမ်ပတ်စံအိမ်ကလေးငယ်မိဘတွေအိမ်မှာကြံနေခဲ့တာကြောင့်ကလေးကိုသူမနဲ့အတူခတ္တခဏထားခဲ့ပြီးတော့ပတ်စံအိမ်ကိုသွားယူပေးဖို့ကလေးငယ်ဦးလေးဖြစ်သူတီဟနိုင်ကိုအခုအညီတောင်းလို့သွားယူပေးရာပတ်စံအိမ်ကြံခဲ့ခြင်းမရှိတာကြောင့်အမြန်ပြန်လာခဲ့ပေမဲ့ကလေးရောကိုဝင်တဲ့အမျိုးသမီးပါပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီပျောက်ဆုံးသွားတဲ့အသက်၃နှစ်အရွယ်ကလေးငယ်ရ တရက်အကြာမေလ28ရက်နေ့နက်ပိုင်းမှာလှိုင်းတရအရှိပိုင်းမြို့နယ်အလဲရွာရွှေပြည်သာတံတားအနီးငွေပေးလေစက်မှုစုံသားမှရှိတဲ့ရေမြောင်းမှတွေ့ခဲ့ရပြီးတော့ကလေးငယ်ဝစ်စင်ထားတဲ့ရွှေချင်းတပဲခန့်ရှိတဲ့ငကပ်ပြောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်အောင်စစ်စေးကြီးကမှကိုယူဆောင်သွားခြင်းဖြစ်ကြောင်းသိရပြီးတော့ကျွလွန်သူကိုဝင်တဲ့အမျိုးသမီးကတော့လက်ရှိအချိန်ထိထွက်ပြေးလွတ်မြောက်နေတယ်လို့သိရပါတယ်။ အနာသိမ့်ပြီးတဲ့နောက်စင်းရဲမွေးတည်မှုများပြားလာသလိုကလေးငယ်တွေကိုဖန်ဆီးငွေညှစ်တဲ့လုပ်ငန်းတွေဟာလည်းခက်စိတ်စိတ်ဖြစ်ပျက်လာနေပါတယ်။ဆိုတော့အခုပြပြပေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကို့အမြင်သဘောထားတွေကိုအောက်က comment မှာရေးပေးခဲ့ပါဦးနော်။ငွေချင်းတို့ရေဒီညဆယ်နိုင်ထုံးမှသတင်းဆိုးတစ်ခုတက်လာတယ်တိလားပြောပြအောင်မနော်။ဘကြီးတဲ့တယောက်ကအဲလှိုင်းသားရာမာတရားထိန်သားမှနေတဲ့ရွာဘောကွာအရှက်ွက်ကိုပေါ့ဘာကြီးတဲ့တယောက်35နှစ်လောက်ရှိတယ်ရောက်လာတယ်တဲ့ ရောက်လာပြီးတော့ပြောတယ်တဲ့သူအိမ်ငားကျင်လို့ပါပေါ့နော်အဲယိုးကြီးရွာနာမှာအိမ်ငားကျင်လို့ပါလို့ပြောတယ်ဆိုတော့အဲ့ဒီအိမ်ကလူကလည်းဩဘိုက်ကြီးတဲ့ဖြစ်နေတော့ကိုချင်းစားပြီးတော့သူလိုက်ငားပေးမယ်လို့ပြောတယ်သူအိမ်မှာခဏနားနေလို့ပြောတယ်တဲ့အဲ့တော့လည်းသူလည်းအဲ့ဒီမှာနားနေနားနေရင်လည်းသူလေ့လာနေမှာပေါ့နော်အားနဲ့ပဲနည်းနည်းလေးလက်ချိန်လဲကြာသွားရောဟိုကလေးရဲ့သူ့ရဲ့ဦးလေးရဲ့ဟာမုတ်စားဖို့ဆိုပြီးတော့အပြင်ထွက်ကြတယ်တဲ့ ကလေးဖေကတော့အင်လိုက်ကားနေတာပေါ့နော်အဲ့လိုအပြင်ထွက်တဲ့အချိန်မှာသူကအနောက်ကနေပြေးလိုက်သွားတယ်တဲ့အဲ့ဒီမှာကြီးတယ်ကပြေးလိုက်သွားပြီးတော့ဟိုနေအော်အကူရဲပေါ့ကျမပစံအိတ်ကြံခဲ့တယ်အဲ့ဒီအိမ်မှာပေါ့သွားယူပေးပါလို့ပြောတယ်ကလေးကိုသူနဲ့ထားခဲ့လို့ပြောတယ်တဲ့အော်ဟိုကလည်းရိုးသားတယ်မှတ်လို့ပေါ့ပစံအိတ်ပြန်ပြေးပြီးတော့ရှာလဲပြလိုက်ရှာတယ်အိမ်မှာအကလေးရဲ့ဦးလေးကမတွေ့ဘူးအဲ့ပစံအိတ်လည်းမတွေ့တော့ပြန်ပြေးလာတော့ကလေးရောဒီဘက်ကြီးတမအောင်မရှိတော့ ဟာမရှိလဲမရှိတော့တို့တွေခေါင်းမိတာဘူးဆိုရှားကြတာပေါ့တညလုံးနဲ့ရှားလူကြီးတွေလည်းပြောမတွေ့ဘူးမတွေ့တော့ဒီနေ့မနေ့မှဟိုနေ့ဆက်တနာကြီးလောက်ပါဆိုလားမနက်ပါဆိုလားငွေပင်းလေစက်မှုစုံဆိုတာရှိတယ်လေရွှေပြည်သားတရားထိုင်လာပါလေအေးအဲ့နာမှာနောင်ထဲမှာသွားတွေ့တယ်တဲ့အဲ့ဒါကလေးလေးမှရွှေဝှက်ထားတာတပေးသားလောက်ရှိတယ်ဆိုလားငကက်ကလေးဝှက်ထားတာတဲ့အဲ့ဒါလေးကိုဖြုတ်ယူကြည်စားကဲ ပေးမဝေထားနဲ့ခလေးမပြောနဲ့လူကြီးတွေတောင်စိတ်မချရတော့ဘူးလို့เนาะချစ်တို့ရေမဝေကြနဲ့เนาะမလှကျင်နဲ့မလှကျင်နဲ့ကို့အသက်တော့ဘာမှအရင်မကြည့်ခလေးတွေလည်းပေးမစင်နဲ့လို့တချို့ကရှိသေးတယ်သီလား ဆင်းရဲတာကိုဘယ်လိုသူတို့မပြောချင်ဘူးအရန်ကြောက်တာလမ်းဘေးမှာဈေးရောက်နေရလို့ရှင်လဲမပြေမပြေလဲလို့ဈေးရောက်ရင်ရောက်အော်အဲ့ရလူတွေကကြိုက်တာမဟုတ်ဘူးကိုကတော့မနေတတ်လို့ဈေးရရောက်ရတာဘလို့ဖြစ်တာသိခါဆယ်သေးတယ်မရှိလို့ကိုပြေလဲခြင်းလို့ရောင်းရောင်းနေပေါ့ကိုစားရတော့ရဖြည့်ရှင်းခြင်းလို့ရောင်းရောင်းနေပေါ့အဲ့လိုမျိုးကြွားလုံးနေရရှိသေးတယ်မကြွားနဲ့ဒီခေတ်မှာကြွားဖို့မစင်စားနဲ့လူကိုအထင်သေးလေးလေး ကိုကတပန်းသားလေးလေးပဲเนาะချစ်လို့ရေရွှေတံငူကြီးပြင်သွားရင်မဝင်းနဲ့เนาะလူများကိုကိုအထင်သေးတာလေးဘာမှမဖြစ်ဘူးเนาะကိုအတွက်အန္တရာယ်ကင်းတယ်အခုအဲ့ဒီကလေးလေးကိုလှုပ်သွားတဲ့တရခံဘာကြီးတဲ့35နှစ်လောက်ရှိတယ်တဲ့အခုတော့မမိသေးဘူးမမိသေးဘူးရှာနေတော့ရှိသေးတယ်သလားအမိလို့ရှိရင်မိုင်းပြန်ပြောမယ်เนาะအခုဆယ်နာရမှတက်လာတာသိလားအရာနဲ့အော်ချစ်တို့လည်းတည်အောင်လို့နော်မဝိနဲ့မဝိနဲ့မဝိတာဘာမှမဖြစ်ဘူးသူများကဲ့ရက်လို့ ပဲ့ရွက်ကြပါစေကိုဘာမှမဖြစ်ဘူးရောဟုတ်တယ်မလားအဲ့ဒါမာကြီးပြောချင်လို့နော်ကိုကလေးတွေဝှထားတာရှိနေဖြုတ်ထားကြလို့နော်တိန်တာတိန်တာမွေးကြနဲ့တခုဖတ်ပြမယ်တတိထားရမယ်လူရုံမှာပေါ့နော်အဲ့ဒီအလူရောက်မှာတတိထားကြပါတော့ပုံပုံတော့ကျမတင်မပေးတော့ဘူးเนาะအပုံတင်ပေးရင်ပေါ့เนาะနည်းနည်းပြဿနာရှိလို့ကျမကိုတိချင်တယ်ဆိုလို့ရှင်ကျမရဲ့ဟိုဟာ TikTok CP မှာလာယူလိုက်ပေါ့เนาะအဲ့တရခံရပုံပေါ့เนาะအဲဟိုပါပေါ့เนาะ အမည်ရင်းတော့ပြောပြထားတယ်အမည်လည်းသိရတယ်ပေါ့နော်။နေရက်လိပ်စာကတော့သူဝနာတနာတတိလန်းနဲ့ပေါ့ဆက်မွေးရက်ကွက်တဲ့အဲ့မှာနေထိုင်တဲ့အမျိုးသားကတဲ့မျက်နာသူအော်အသက်20ခန့်မိန်းကလေးကိုပေါ့နော်။တရားစာအုပ်လက်ဆောင်ပေးခြင်းလို့ဆိုပြီးတော့တဲ့အိမ်သားလေးကိုထွက်ယူပေးဆိုပြီးတော့လန်ထိတ်ကနေအေးစောင့်နေပေါ့နော်။ကမ္မလေးကလန်ထိတ်ကိုသွားပြီးတော့စာအုပ်ထွက်ယူတဲ့အချိန်မှာတဲ့ကမ္မလေးကိုဝဲဝံရုပ်ပုံပါတဲ့ဂျယ်လီခဲကိုကျွေးတယ်တဲ့။အမ်ကမ္မလေးကသတင်းလေးမေ့မျောနေတဲ့အချိန်မှာကားပေါ်မှာတာမယာပြုတ်ကျင်ခဲ့တယ်တဲ့။ အဲနောက်မှဆုံစမ်းသိရှိရတာက ပုံပါတရက်ခံပေါ့နော်ပုံပေးထားရနော်ပုံကကျမမပေးတော့ဘူးထက်မပေးတော့ဘူးစီဒီမှာလာယူလို့ပြောထားပြီးသားတရက်ခံကအသက်16နှစ်မှ သက်20ခန်းမင်းကလေးတွေကိုတဲ့ပြင်မှတ်ထားပြီးတော့တဲ့အခုလိုမျိုးပေါ့နော်အမထင်မှတ်ထားတဲ့ဂျယ်လီတွေကျွေးပြီးတော့ဂျယ်လီတစ်ချားလုံးနေကျွေးပြီးတော့ပေါ့နော်တာမယာပြုတ်ကျင်နေတဲ့မိဘတွေကိုပေါ့နော်မတိုင်ပြောဖို့ပေါ့နော်အချင်းချိုက်ချင်းချောက် ပြီးတော့အကြက်ကင်မှုတွေအများပြားရှိခဲ့တယ်တဲ့သူလောက်ခဲ့တာတွေကအများကြီးပဲပေါ့နော်အဲ့လိုမျိုးတာမယာပြုတ်ကျင်ခဲ့တာတော်တော်နဲ့နှစ်နာသူမိန်ကလေးတွေကလည်းအပြိုဝဝင်ကာစမိန်ကလေးငယ်များဖြစ်တာကြောင့်နဲ့ အမှုဖွင့်တိုင်ကြရင်ပေါ့နော်သူတို့အဆက်တကွဲအကျိုးနဲ့ဖြစ်မှာကြောင့်မလို့တိုးတိုးတိတ်တိတ်နဲ့နေခဲ့ပေါ့နော်အဲ့ဒါကိုတရခံကသူကအခွင့်အရေးရပြီးတော့မှနေထပ်တော့ဘားကောင်တစ်တေးဆက်ပြီးတော့ရှာရှာပြီးတော့မှနေတာမယာပြုတ်ကျင်နေတဲ့ပတော်ရုပ်မှာနော်မိဘတိုင်ဝမ်ကလည်းပြဿနာရှိခဲ့ပါကတဲ့ငွေနဲ့တဖုံနဲ့အနုနီးနဲ့အကြက်ကင်ကင်နေတဲ့အဲအဲ့ဒါတွေကိုလိုက်လံဖုံးဖိပေးနေရပေါ့နော်အခုဖြစ်စဉ်ကလည်းမိဘတွေကိုယ်တိုင်လာရောက်ညှိနှိုင်းတိုင်မဲ့ဟိုတောင်းပန်တာလေတောင်းပန်တာလေလက်မခံဘူးတဲ့ အဲ့လိုမျိုးပေါ့နော်မိမိတို့ရဲ့တာတာသမီးငယ်တွေကိုပေါ့နော်အခြားသောမိဘတွေကိုလည်းပေါ့နော် အခုလိုမျိုးဟိုမဖြစ်အောင်လို့ပေါ့နော်ဒီဟာလေးကိုမဖြစ်အောင်လို့လည်းတတိပေးတယ်ပေါ့နော်နောက်ထပ်လည်းဒီလိုမျိုးတွေမဖြစ်အောင်လို့တတိပေးပြီးတော့ဒီကောင်ရဲ့ဟိုပါပေါ့နော်အမှုကိုဟိုအမှုမှန်ပေါ်စေကျွန်တော်ဒီဟာကိုတင်ပေးတာပေါ့နော်အဲ့တရက်ခက်ရပုံနေတော့တင်ပေးထားတယ်ကျမမဖော်ပြတော့ဘူးပေါ့နော်အဲ့အဲ့ဒီကောင်တကယ်လို့ပေါ့နော်သိချင်တယ်ဆိုတော့ကျမရဲ့ CV မှာလာယူလိုက်ပါရပါတယ်နော် ပြီးရင်အိုက်ကောင်ကိုတွေ့ခဲ့ရင်သတင်းပေးဖို့အတွက်ကိုလည်းဖုန်းနံပါတ်လည်းပေးထားပါတယ်ရှင်။အားလေးကိုကျမကဒီဟိုပါတော့တက်တော့နေတင်ပေးတာပေါ့နော်။အာထပ်ပြီးတော့တည်ရသေးတယ်ဆိုလို့ရှင်လည်းထပ်ပြီးတော့အာအကြောင်းဆုံးထပ်တည်ရတယ်ဆိုလို့ရှင်လည်းကျမကထပ်တင်ပေးပါမယ်ရှင်။ဒါကမိန်ကလေးငယ်လေးအာဟိုပါတော့အရန်တတိထားဖို့လိုတယ်ပေါ့နော်။အခုခေတ်ကလေအရန်ကြောက်ဖို့ကောင်းတယ်။ဟောအာအကုန်လုံးပေါ့နော်။ပွင့်လင်းမြင်သာနေတာထပ်ပေါ့နော်။မတိတဲ့နေရာတွေကို အရန်နေတိနေကြတာလေသိရမလား Telegram ရော Telegram channel တွေဆိုတာလဲမှုလို့ပောက်ပြီးတော့မှနေကြည့်ချင်တိုင်းကြည့်လို့ရမြင်ချင်တိုင်းမြင်လို့ရနေတဲ့အချိန်မှာဒီလိုမျိုးလူယုံမာတွေဆိုတာလဲလေအမျိုးမျိုးအဖုံဖုံနဲ့ယုံမာလို့ရတယ်ပေါ့နော်လူယုံမာတွေကလေကျမမှလည်းအဲ့လိုမျိုးတူမလေးတွေတူလေးတွေရှိရတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကိစ္စတွေဆိုတာလေအရန်ကိုစိုးရိမ်နေမြင်နေရတာပေါ့နော်မြင်နေတွေ့နေရတာလဲ73နှစ်74နှစ်ဝင်းကျင်နေတွေဆိုတာမဖြစ်တင်တာတွေဖြစ်နေကြတာတွေကိုကျမရဲ့ပတ်ဝန်းကျင်မှာမြင်နေရတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါလေးတွေတတိထားကိုကျမလာပြောပြခြင်းဖြစ်ပါတယ် ပါမျိုးတွေမွေးဗီဒီယိုတွေတော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ကြည့်ရမျိုးတွေလည်းဘူးတူတာရလိမ့်မယ်လို့လည်းမျှော်လင့်တယ်ပေါ့နော်ကြည့်ပြီးတော့လည်းစိတ်မကောင်းဖြစ်ရပါတယ်ကိုယ့်ရဲ့သားသမီးတွေကိုပေါ့နော်ရွှေတဲ့ပစ္စည်းတွေမစင်ဖို့လည်းပြောချင်ပါတယ်အရောက်မှာအန်တီရဲများတယ်ပေါ့နော်ကြည့်တဲ့မျိုးတွေလည်းဘူးတူတာသင်္ကန်းစာရပြီးတော့ချွတ်တပစ္စည်းကောက်လို့ရအောင်လို့ဘဟုတုတ္တရနဲ့ပြန်လည်မျှောင်းလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုလေးအမှာ comment လေးရေးကပ်ပြီးတော့ရပ်ပါရဲ့ရှင့်နောက်ထပ်လည်းမိုးဆက်လီတဲ့တဲ့နေ့ ဟာတာဖီရိုရီဘူးတူတိုင်ချက်ဆရာဗီဒီယိုလေးတွေကိုလင့်စင်လိုက်တိဆက်ပေးတတ်မှာမို့မွေး channel လေးကို like subscribe နဲ့တပ်ဖို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်ထားတာ